ထံ40ရှိတယ်။40သောကမ္မထံကကတိုင်း10ပါ။အတုပ10ပါ။အနုတတိ10ပါ။ပေါင်းတော့30ဖြစ်တယ်။နောက်ကမ္မထကမ္မထံကအများသိနေကြတဲ့ဓမ္မဝိဟာရတရား4ပါးထက်34ပါး။အာရုပ4ပါးထက်38ပါး။အာဟာရပฏิကုလတင်ညာတစ်ခုထက်39 ဇတုဓာတုဝဝထံတစ်ခုထက်ကမ္မထံ40အဲ့ဒါသမထကမ္မထံတဲ့သမထကမ္မထံ40ရှိတယ်သမထဆိုတာဘာလဲဆိုသမထဆိုတာငြိမ်းအေးခြင်းလို့ခေါ်တယ်ငြိမ်းသက်ခြင်းလို့ခေါ်တယ်သမထံငြိမ်းသက်ခြင်းတို့ပါဖို့တိရောက်ကုန်ဤသမထံငြိမ်းသက်ခြင်းတို့ပါဘောတိရောက်ဤသမထံငြိမ်းသက်ခြင်းတို့လပတိရောက်ဤငြိမ်းသက်ခြင်းသဘောသည်သမထသမထကငြိမ်းသက်တယ်ကြီးကြီးတယ်စိတ်ငြိမ်းတယ်သမထရဲ့သဘောက ငြင်းအေးတယ်လို့ဆိုတယ်။တမထဆိုတာဘာကိုငြင်းအေးတယ်လဲဆိုတော့စိတ်ရဲ့ပူပေါင်းခြင်းပူပေါင်းခြင်းပူလောင်ခြင်းပူဆွေးခြင်းဒီလိုစိတ်ကိုငြင်းအေးစေသောအရာဒီတမထကမ္မထဖြစ်တယ်။ကိလေသာဖြင့်ပူပေါင်းခြင်းဒီတမထတရားကငြင်းအေးစေတယ်လို့ဆိုတယ်။ကိလေသာဆိုတဲ့စကားကကိလေသာတရား၁၀ပါးရှိတယ်။ဒေါသကြီးသောသူသည်ဒေါသဟာကိလေသာပဲ။လောဘကြီးသောသူသည်လောဘကိလေသာပဲ။ရာဂကြီးသောသူသည်ရာဂကိလေသာ တို့နေ့တူကိလေသာတရား10ပါးရှိတယ်။ကိလေသာ10ပါးကိုငြိမ်းအေးအောင်နှစ်သိမ့်တတ်သောတရားဒီနေ့အဖြစ်ထိမ့်သိမ့်တတ်သောတရားကသမထကမ္မထံဖြစ်တယ်။သမထတဲ့ကမ္မထံကိုတချို့ကနားမလည်လို့အချင်းသေးကြတယ်။ဝိပဿနာမှအစင်တန်းမြင့်တယ်လို့ထင်တဲ့သမထကိုသူတို့ကအချင်းသေးခြင်းဒီသမထရဲ့အကြောင်းမသိတော့ကြောင့်သမထကိုအချင်းသေးခြင်းဖြစ်တယ်တဲ့။သမထအချင်းသေးရမှာမဟုတ်ဘူးအချင်းကြီးရမှာ။ဘာကြောင့်လဲဆိုတော့ ဖျားပြအောင်ကြည်ပြန်ကျိုးကိုအထောက်တော်မူကြတော့စုကြည်ပံဖရာအလောင်းတော်ကြီးတို့သည်တမထကမ္မထမ်းနဲ့ကျင့်ကြံ၍သံသရာကြီးကျင့်လိကြရသည်ငေရှုမော့ပြံဇာမင်းရအောင်ဖြစ်စေတာလေတမထကမ္မထမ်းပဲဖြစ်တယ်ဝိပဿနာကမ္မထမ်းကဇာမင်းကိုမရပါဘူးဝိပဿနာကမ္မထမ်းကြီးတဲ့အထောက်တော်မဖြစ်ဘူးလားဖြစ်တယ်ဝိပဿနာကမ္မထမ်းတက်တဲ့အထောက်လို့ရှိရင်ဝိပဿနာဉာဏ်ကိုရမယ်ဝိပဿနာဉာဏ်ကိုတကယ်ထိရောက်အောင်မြင်ပေါ့မြောက်တော့သူသည် မက်လေးတံဖော်လေးတံနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်။ယဟန္တာပုဂ္ဂိုလ်ဖြစ်သွားနိုင်တယ်။သို့သောဝိပဿနာတက်တက်နဲ့ယဟန္တာဖြစ်သွားသောပုဂ္ဂိုလ်သည်ဇာမပင်ခြင်းမရဘူး။ဇာမပင်ခြင်းမရသောကြောင့်ဝိပဿနာတက်တက်နဲ့ဖြစ်သောယဟန္တာများသည်ဒုက္ခဝိပဿကယဟန္တာလို့ခေါ်တယ်။ဇန်တိဟူသောအစေ့မှ၆သောကြောင့်တဲ့။မြေရှိုးခြင်းမောပြန်ခြင်းယုတ်ကန္တာအမျိုးမျိုးဖန်ဆင်းပြခြင်းမဖြစ်နိုင်ဘူး။သမထကမ္မထံကပေါ့ရအောင်အားထုတ်လို့ရှိရင်သမထကမ္မထံ၁၀မျိုးလုံးမဟုတ်ပါဘူး။မိမိနှစ်သက်ရာ ကိုယ်စိတ်အာရုံနဲ့တိုက်ဆိုင်ရာဝါဒနာပါရာစိတ်ဝင်စားရာကမ္မထံပိုင်နိုင်သောအထုပ်ပါအားထုတ်လို့ပိုင်နိုင်သွားလို့ရှိရင်အာနာပါနဖြစ်စီဗုဒ္ဓနုဒတိကမ္မထံဖြစ်စီကတိုင်းဆယ်ပါးတဲ့ကတစ်ခုနှစ်ခုဖြစ်စီသူ့ဟာသူမိမိနှစ်သက်အားထုတ်လို့ရှိရင်အတုပကမ္မထံဆယ်ပါးတဲ့ကတစ်ခုဖြစ်စီအားထုတ်သောအားအားထုတ်သောကမ္မထံဒီသူ့ရဲ့ကမ္မထံဤအာနုဘောအလျော်စွာဇာမဉ္ဇဉ်ကိုဖြစ်စီဥပမာပြောမယ် ဗြဟ္မစွာတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပက္ခဗြဟ္မစွာတရား၄ပါးရှိရာမှာမေတ္တာကမ္မထံကိုပိုင်နိုင်စွာနှလုံးသွင်းပွားများအားထုတ်နေသောယောဂီပုဂ္ဂိုလ်သည်မေတ္တာကမ္မထံ၏အစွမ်းကြောင့်ပထမဇံဒုတိယဇံတတိယဇံစရုဒ္ဓဇံဇံ၄ပါးကိုရနိုင်တယ်။ထို့နည်းတူကရုဏာတတ္တဝါအလုံးကိုတနာခြင်းကရုဏာစိတ်ဖြင့်ဖြန့်ပွား၍နေသောယောဂီပုဂ္ဂိုလ်ဟာလည်းဇံ၄ပါးကိုဖြစ်စေတယ် မုဒိတာကမထံပွားများအထောက်သောသူမုဒိတာသည်ဝမ်းမြောက်ခြင်းဖြစ်စေသူတစ်ပါးကိုမနာလိုစိတ်မရှိဘူးမလိုခြင်းစိတ်မရှိဘူးအိတ်တာမရှိဘူးမက်စရိယာမရှိဘူးအိတ်တာမက်စရိယာတွေကိုချုံနှိမ့်၍ဝမ်းမြောက်ဖွယ်ပေါ်သာရှုကြည့်ရောစိတ်နှလုံးရဲ့တန်ရှင်းစင်ကြဲစွာဖြစ်စေသောကမ္မထံသည်မုဒိတာကမ္မထံဖြစ်တယ်မုဒိတာကိုပွားများအထောက်သောယောဂဝဆရာပုဂ္ဂိုလ်သည်လည်းပဲပထမဇံဒုတိယဇံတတိယဇံနဲ့သရုတ်တဇံတိယဇံလေးပါးကိုဖြစ်စေတယ် ဒီနေရာမှာဘာချားတယ်လဲဆိုတော့သရုတ်ဒဇံတိအောင်ရခြင်းလीအာနာပါနကမ္မထံလည်းရတယ်အာနာပါနကမ္မထံကထွက်လေဝင်လေကိုသုံးသပ်ရှုကြည့်တော့ပညာကမ္မထံဖြစ်တယ်အာနာပါနကမ္မထံပွားများလို့ရတော့သရုတ်ဒဇံလीမြေရှုမောပြနိုင်တယ်ဓမ္မဝိရတရား၄ပါးပွားများလို့ရတော့သရုတ်ဒဇံလीမြေရှုမောမပြနိုင်ဘူး ထိုနည်းအတူဗုဒ္ဓနုဒတိကမ္မထံပွားများလို့ရာသောသုဒ္ဓဆံလည်းပဲမေရှုမုတ်ပြန်ခြင်းမဖြစ်နိုင်ဘူး။ပြမစောတရား၄ပါးရဲ့ကဥပ္ပခါဆိုတာထုပါတယ်။ဥပ္ပခါကဒီနေရာမှာထုချလာတယ်။ဥပ္ပခါကြောင့်ပြောမယ်။ဥပ္ပခါကအဲ့ရသုံးစကားပြောနေကြတယ်ဥပ္ပခါဟင်ပြမစောတရား၄ပါးတကယ်လက်တွေ့ပွားများအထောက်တော့ယောဂီပုဂ္ဂိုလ်ရဲ့ဥပ္ပခါကတစ်မျိုးဖြစ်နေတယ်။ယောဂီပုဂ္ဂိုလ်ရဲ့အထောက်တော့ တူရဝန်တို့ရဲ့ဥပက္ခာဆိုသည်ကကာမတကတဉာဏ်ကိုသုံးသပ်ခြင်းဖြစ်တယ်။ကာမတကတဉာဏ်ဆိုသည်သတ္တဝါတွေကံတရားကိုစီနဲ့ဖြစ်ကြတယ်။ကိုယ်ကံနဲ့ကိုယ်အကြောင်းသူကံနဲ့သူဖန်တီးပြီးတော့သံသရာကြီးညှင်းလင်းနေကြတယ်။ဆင်းရဲဒုက္ခရောက်နေကြသူတွေသူတို့စိတ်ကမိုက်မဲသောကြောင့်မကောင်းပုတ်တွေကာယကံဝစီကံမနောကံတွေပြုတ်လုခဲ့ကြသောကြောင့်ဆင်းရဲဒုက္ခရောက်ကြတယ်။ကောင်းရာဒုက္ခတိရောက်နေကြတဲ့နတ်ပြည်မှာရောက်ကြသောနတ်သားတွေနတ်သမီးတွေ မြမဘုံဆန်းနေရတဲ့မြမဒီစိတ်ထားဖြူစင်ကြသောကြောင့်သူတော်ကောင်းတရားနဲ့ပျော်မွေ့ခဲ့ကြသောကြောင့်သူတော်မှာတော့ဆင်းရဲဒုက္ခကင်း၍ချမ်းသာမှုအတင်နဲ့ငြိမ်းနိုင်ကြတယ်ဆိုတဲ့ဒုက္ခအလျော်စွာ အကျိုးပေးသောသဘာဝဖြစ်စဉ်ကိုရှုကြည်သောဉာဏ်ကိုကမ္မတက္ကဋဉာဏ်ခေါ်တယ်ဒီတော့တတဝါရီဆင်းရဲဒုက္ခရောက်နေတဲ့သူအပေါ်မှာလဲတနာချင်းရှိတော်လည်းပဲကမ္မတက္ကဋဉာဏ်ကအမြင်မှရှိထားပြီးပြီးတော့ကြောင့်ဒေါသစိတ်မပါဘူး တတ္တဝါတစ်ခုကိုတနာတယ်တူကတူကိုဥယျာဉ်ဆဲသောကြောင့်ဉာဏ်ဆဲခံရသောသူကိုတနာတယ်ဆိုဒီမှာကာမတက္ကဋညာမမြင်သောသူကသူ့ကိုဉာဏ်ဆဲသောသူကိုသွားပြီးတော့ဒေါသဆဲရောက်တယ်ယောဂဝဆရာပုဂ္ဂိုလ်ရဲ့ဥပ္ပခဓမ္မစွာတရားပွားများရာမှာဒီလိုဒေါသဆဲမရောက်ပါဘူးဒေါသဆဲရောက်တရားလည်းမရှိဘူးဒေါသဆဲရောက်ဖို့ရာလည်းယောဂဝဆရာပုဂ္ဂိုလ်ရဲ့စိတ်အနေဖြင့်ဆိုက်ဆက်ခြင်းကိုမရှိဘူးဘာကြောင့်လဲဆိုတော့ တတဝါတွေသူ့ကံနဲ့သူ့အကျိုးပဲဆိုတာမြင်ထားပြီးဖြစ်တယ်။ဥပမာတစ်ခုပြောမယ်။မြတ်စွာဘုရားရှင်လက်ထက်တော်ကကိုတိခတ္တတိတ်တမထေကြီးမသိမိကပင်ခန္ဓာကိုယ်ကြီးပုံနေခဲ့ပုံ။အရှင်သက္ခုပါလမထေကြီးယန္တာဖြစ်သွားနေမှာပဲမရှိနှကွင်းအလင်းမရ။ဒုက္ခိတာကြီးဖြစ်လို့တသက်လုံးယန္တာကြီးဖြစ်ပါလျက်ကံနဲ့ပရိနိဗ္ဗာန်စံယူသည့်တန်ဝမျက်မမြင်ဒုက္ခိတာကြီးဖြစ်သွားရပုံတို့ကြီး။ ို့တို့အတိတ်ကပြုတ်ခဲ့ဆုံးကံရောက်မျက်မှန်မြင်ဒုက္ခတာကြီးဖြစ်ရတယ်။ပုတိကတ္တတိတ်တာမထီးကြီးမှတော့ခန္ဓာကိုယ်ကြီးမသေးခင်ကခင်ပုံပွားရည်ရောအလွန်ဆိုးသွားသောကိုယ်ခန္ဓာကြီးကိုအပေါင်းဖော်သတင်းသုံးပေါ်များကတောင်းမှမကြည့်ရမရှိရနှောင်းခံစားရပုံလေဒါရီဟာသူများကလာပြူတာမဟုတ်ဘူးသူ့ဖာသူအတိတ်ကပြုတ်ခဲ့သောပါဏာတိပါတကံဒီသူရဲ့မိုင်မဲမှုရောဖြစ်ရတာဒီပဲလို့ဆိုတဲ့အမြင်မှန်ကိုမြင်အောင်ကြည့်ထားပြီးပုံကိုဖြစ်သွားကြတနာယုံမရှိတယ် တခြားတော့အကြောင်းအရာနဲ့ဆက်လို့ဒေါသပြည့်စရာဘာမှမရှိဘူးအဲ့ဒါဥပ္ပခဓမ္မဝိဟာရရဲ့သဘောကံတရားဆိုသူ့ဖာသူဖန်သူ့ဖာသူခံသူ့ဖာသူဖန်သူ့ဖာသူစံအဲ့ဒါဒီပင်လင်ဥပ္ပခပြမစောတရားရဲ့အလေးချင်းပဲတဲ့ဒါကြောင့်ဥပ္ပခပြမစောတရားကို စင်ရင်ပွားများတော့ယောဂဝဆရပုဂ္ဂိုလ်ဒီမေတ္တာကရုဏာမုဒိတာဒီဟူသောပြမစောတရား၃ပါးပွားများစဉ်လုံးက စတုထဇံသာရကြတယ်။ဥပက္ခဗိမဇောတရားပွားများသောအခါပင်စမဇံတိအောင်ရတယ်။သူကဇံတစ်ခုပေါ်လာတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့စိတ်အေးချင်းငြိမ်းချမ်းခြင်းမှာမလာတည်တယ်။မေတ္တာဓိတ္တဝါဒီကိုချက်ခင်ခြင်း။ကရုဏာဓိတ္တဝါဒီကိုတနာခြင်း။မုဒိတာဓိတ္တဝါတို့ရဲ့အခြေလက်ကြီးကိုဝမ်းမြောက်ခြင်းဆိုဒီမှာအာထုတ်ခြင်းအားဆိုင်ခြင်းပါပဲ။အာထုတ်ခြင်းအားဆိုင်ခြင်းပါသောကြောင့်သူတို့ဒီစတုထဇံမျှလာရတယ်။ဥပက္ခဗိမဇောကြတော့ကအာထုတ်ခြင်းအားဆိုင်ခြင်းမရှိတော့ဘူး။ ဘယ်ဘက်ကမှအားထုတ်စရာအားဆိုင်စရာမရှိဘူးသူတို့ကောင်တိုင်းဖြစ်ကြတာပဲဆိုတာကိုအမှန်တိုင်းမြင်အောင်ရှင်းကျင်၍အေးအေးချမ်းချမ်းကလေးစိတ်နှလုံးတွင်းတတ်သောဉာဏ်ဖြစ်တော့ကြောင့်အားဆိုင်စရာမရှိဘူးဒါကြောင့်ပေါ့ဥပက္ခဗိမဇောတရားပွားများသောယောဂီပုဂ္ဂိုလ်သည်ပင်စမဇန်ထိအောင်ရတယ်ပင်စမဇန်ထိရသောကြောင့်မြေရှို့မို့ပြန်ဇံပင်ကြီးရပုဂ္ဂိုလ်ကြီးဖြစ်နိုင်တယ်တဲ့ဒါကဗိမဇောတရားနဲ့စရုဋ္ဌဇံပင်စမဇန်ချားပုံအကြောင်းပြောလို့ရင်းဖြစ်တယ်